နေတော့ပါဟဲ့မနေ့တော့အိုးနေတော့ပါဟဲ့ချေအိုးနေတော့ပါဟဲ့ကောင်းမလေးတွေဒါမဲ့လေရိုးသားတော့ဝန်ခံရရင်ကိုဖွားလိုက်လို့လန့်သွားရင်ပျော်တယ်ဒီနေ့ဒီချိန်ဒီကိုစားလိုက်လို့သူများလန့်ပြီးငိုရင်ပျော်တာဆိုတော့လေဒါမဲ့လေတက်နိုင်တယ်လို့ရှော့ပါတယ်မကောင်းဘူးလေတကယ်မဟုတ်လားအခုတော့အရွယ်တစ်ခုရောက်လာတဲ့ချိန်မှာတော်တော်တော့ရှော့ပြနေပါပြီရှော့ပြနေပါပြီဒါတော့မှအခုချိန်မွေးရုံနဲ့စားလို့ငိုတဲ့သူတွေပျော်တော့ကြိတ်ပျော်တော့ဆိုတော့အဲ့စိတ်ကလေးတော့ကျွန်တော်စူးစမ်းပြီးပြင်ပါမယ်ဟုတ် င်းကတော့ဘာမှမလုပ်အိမ်မှာအိတ်အရှိရက်တွေမှာတော့ဇလန်းတွဲရုပ်ရှင်ကြီးရဲ့ရိုက်ပါကျွန်တော်ကခလေးဘွားတွေကလည်းအရန်ဆော့ပြီးတမင်းညော့ထားတဲ့သူဆိုတော့ဒါနဲ့ကျွန်တော်နဲ့လုံးဝကမစီမိမယ်လို့ထင်တယ်ပြတော့ကျွန်တော်လည်းပါဝင်ဆော့မဲ့သူတွေကလည်းအကုန်လုံးကတကယ်ဖိုက်တာကြီးတွေဇိုးကြီးတွေဆိုတော့ကျွန်တော်တို့အားလုံးကျုံးပါကျုံးပါကျွန်တော်ရန်နေတော့ကိုကျုံးမှုတော်တော်အားမွေးတာလေဒီအပိုင်းအိတ်တယ်စားတယ်အခုပွဲတက်ပြီးကျွန်တော်ဘာလုံးမှမရှိဘူးဒီပွဲတက်ရဲ့ရှေ့မှာလည်းဘာလုံးမှမရှိဘူးတေချောင်းအားမွေးတာအဲ့ဒါတော့ကိုကျွန်တော်ပြင်းပြီဟာ ကျော်ကြောင်ဗလားမရှိဘူးဒါပေမဲ့ဇားရှိတယ်လေစောင့်ကြည့်လိုက်ပေါ့အဲစိတ်ပေါ်လိုက်ပြီနော်အာဒါပဲအာရရဒီကတည်းက1 2 3ဆိုတော့လက်လုံး Ready 1 2 3အဲဒီနေ့စိန်နန်းတော်ပွဲလေးကဒါကျွန်တော်တို့ဟိုဟာတရင်ကျ promotion ပွဲလေးပေါ့နော်အဲ၄၅၆၃ရက်ပြုတ်လောက်တဲ့ပွဲလေးပါဒါကျွန်တော်တို့က 5ရက်နေ့မှာဟာပါဝင်ဖြစ်တာပါ6ရက်နေ့မနက်ဖြန်မှာလည်းအဲနောက်ထပ်နိုင်ငံကျော်နေပြည်တော်ရှင်ပေါင်းများစွာနဲ့စီကားတိုက်မြေဆိုတာကျင်းပပြုလုပ်มาလည်းဖြစ်ပါတယ်ခင်ဗျာမနက်ဖြန်လည်းလာရောအားပေးပါအောင်အဲကျွန်တော်မှာသတင်းကြောအမတ်တရဆိုလို့ရှိရင်တော့ဟိုခလေးဘွားပဲပြန်ပြောရမှာပါเนาะကျွန်တော်ငငယ်ရဆိုရင်အဲ့လိုမျိုးမီရှူမီပန်းနေဖောက်တယ်အဲ့လိုငငယ်မီလာပြီးတော့တောက်လိုက်လေဘွားဘွားကနေအဲ့ဒါလေးစော့တယ်အဲပြီးတော့ကျွန်တော်ဆယ်တန်းရပီတာနှစ်မှာအရင်တော့လေကျွန်တော်ဖြေခဲ့ပူပါတယ်ဒါပေမဲ့လေဟိုတရင်ကျွတ်နာနေပြီဆိုတော့ဒါလေးတွေအမှတ်တရဖြစ်လာလို့ ပြန်ဖြေခွင့်ပြုပါခင်ဗျာအဲဒီဟိုဟာဆန်ရပီတာနဲ့မှာကျွန်တော်တို့ကစာမတော်ဘူးစာညင်းနေနေမှာပါတော့ကျူရှင်ဆရာကတင်းကြုံလဲစာခေါ်တင်ပါတယ်အဲသူများတွေအကုန်လုံးဆော့နေချိန်မှာကျွန်တော်ကမဆော့ရတဲ့ခါကျတော့ကျူရှင်ကိုရောင်းနဲ့ရှို့ပါတယ်ပေတီးတွေနဲ့ပောက်ပါတယ်အမဘာပဲဖြစ်ဖြစ်စာလုံးချင်တဲ့တကယ်ရင်တုပ်စုရှိတယ်ကဘာပြည့်ရင်တော့စာလုံးမယ်ဆိုတဲ့တုပ်စုရှိတယ်သူတို့လည်းကြီးများတဲ့အတွက်ကြောင့်မို့လို့သူတို့လွယ်ထဲကိုဗျာဟိုးတွေထည့်ပါတယ်ဖောက်ပါတယ်သူတို့လည်းနောက်ကနေပေတီးတွေနဲ့ပောက်ပါတယ်အဲ့ဒါတွေကတော့မှတ်တရပါပဲ နောက်နေ့လဲကြတော့အချိုးကထင်းအောင်ရိုက်ခံရတယ်အဲ့ဒါလေးတွေကတော့အဲငယ်ဘောကမှတော့ပြန်မရနိုင်တဲ့အမှတ်တရတွေပေါ့အဲတည်င်းကျုပ်ဆိုရင် မုတ်ဖို့ကျွန်တော်တိတ်မရတတ်ဘူးမရတတ်ဘူးမရတတ်တော့ဟိုအဓိကတော့အရင်လူကြီးမိဘတွေကခလေးတော့ဆော့ခွင့်ပေးရင်ကိုကျွန်တော်တို့ကအရင်ကျေနပ်ပျော်နေတဲ့သူကျွန်တော်တို့ကမုတ်ဖို့တဲ့ဆော့ကျင်တဲ့သူတွေဆိုတော့လေအဲအဲ့လိုမျိုးတည်င်းကျုပ်မှာပျော်ကျင်တယ်ပါကျင်တယ်ဆော့ကျင်တယ်တည်င်းကျုပ်ပြီးရင်ခဏနေကျွန်တော်တို့နိဗ္ဗာန်လေးတွေလာတော့မယ် နေမန်လေးတွေလာတော့မယ်အဲ့ဒါဆိုနေမန်လေးလာရင်လည်းကျွန်တော် နေမန်လေးတွေတိုးတယ်ဂျားတွေဖြတ်တယ်အဲပြီးလို့ရှိရင်တော့ဟိုမဲတွေကြီးလိုက်တယ်မဲတွေကြီးလိုက်တဲ့အချိန်မှာမဲတွေကတော့ဆာရွက်ဖြူလေးပေါ်မှာနံပါတ်လေးနဲ့ဒစိတုံးရှိတယ်ဆိုတော့အဲ့ဒစိတုံးခိုးတယ်ဒစိတုံးတွေတိုးတယ်မဲနံပါတ်တွေရေးတယ်မတန်းစီပဲနဲ့အဲ့မဲဆာရွက်နဲ့သွားပြီးရခိုးထုတ်တယ်အဲ့ဒါတွေကတော့မှတ်တရပါပဲ။ကောင်းပါရဲ့ဒါကျွန်တော်တို့ကပြောရရင်တော့အဲ့ချိန်တော့ကလေးတွေဆိုတော့အဖြူအောင်မူသားပေါ့နော်။မူသားတော့မူသားပဲဒါပေမဲ့ရိုးသားတဲ့ကလေးတွေဆိုတော့ ဖြူအောင်မူသားပါပဲကျွန်တော်ဘဝမှာအဲ့ဒါ7000ရယ်7000 repeater ရယ်ဘဝမှာအဲ့ဒါနောက်ဆုံးပဲအဲ့ဒါပြီးတော့ကျွန်တော်ဒီလုပ်ကိုစတင်လုပ်ဖြစ်တယ်စတင်လုပ်ဖြစ်ပြီးတော့လုပ်ငန်းခွင်တွေရောက်လာပြီးတော့အလုပ်တွေလုပ်နေရတဲ့ခါကျတော့သတင်းကြုတ်ဆိုတာကျွန်တော်တို့အဲ့လိုမျိုးငယ်ဘဝလောက်ပျော့စရာမကောင်းခဲ့တော့ဘူးဒါပေမဲ့ကျွန်တော်ကငငယ်တော့လွတ်လပ်တဲ့တကယ်ခလေးဘဝကိုအပြည့်အဝရခဲ့တဲ့အတွက်ကြောင့်မလို့ကျွန်တော်အရင်ကြင်နေပါတယ်ဟုတ်သူတို့မှ7000ဆိုတာအထက်ကိုသူတို့ကသူတို့ကအခု12000လားမသိနော်အဲ့လိုဖြစ်သွားတာသူတို့အသက်ကပဲ အခုတချို့ကလေး19 18 19လောက်ဖြစ်နေပြီလေနော်ဒါတော်တော်ကြီးနေပြီကြီးနေတဲ့အချိန်မှာတို့ဖြူစိမ်းဝတ်ထားတဲ့အတွက်ကြောင့်မလို့တို့တို့မှကြီးစိတ်လေးဖြစ်နေတဲ့အတွက်ကြောင့်မလို့အဲဒီလိုမျိုးတွေမရှိတော့ဘူးပြီးဖုန်းတွေပေါ်လာတဲ့အတွက်ကြောင့်မလို့ပျော်ရွှင်မှုတွေကအဲဖုန်းတွေရှိမယ်ရှိုးပွဲတွေရှိမယ်သွားတဲ့နေရာတွေရှိမယ်ကလေးတွေကနည်းနည်းမျက်စိပွင့်နားပွင့်ဖြစ်လာတဲ့အခါကျတော့တို့တို့မှပျော်ရွှင်စရာတွေပြန့်သွားတယ်ကျွန်တော်တို့ကြတော့ပျော်ရွှင်စရာဒီသတင်းကျို့ဆိုလို့ရှိရင်အဲအဲ့လိုပြာဝဖောက်မယ်မီစုမီပန်းဖောက်မယ် အဲ့လိုနိဗ္ဗာန်စီတိုးမယ်ကျွန်တော်တို့မှပျော်ရွှင်စရာဘောင်ထဲမှာဒါပဲရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကတော့ပုံပြီးပျော်ခဲ့ရတယ်လို့ထင်တယ်အခုခေတ်ကလေးကတော့ပျော်စရာ choice လုပ်စရာတွေအများကြီးဖြစ်သွားတာလीအဲ့တော့ဆိုတော့ကျွန်တော်တို့ကတော့ပိုပျော်ခဲ့ရပါတယ်ဒါပြီးတော့ကျွန်တော်တို့ပျော်ခဲ့တဲ့အချိန်တော့လည်းခလေးလိုတကယ်ပျော်ခဲ့ရတာဆိုတော့ကျွန်တော်တို့ပျော်ရမယ့်အချိန်ပျော်ခဲ့ရတဲ့အချိန်တွေကကျွန်တော်အကြီးနဲ့ဆုံးပါပဲအဲ့ဒီကနေ1 2 3ဆိုတာလည်းလုပ်မယ် ready 1 2 3 ဟုတ်တယ်ဟုတ်တယ်အဲ့လိုဆိုလို့ရှိရင်လည်းသူများစိတ်ဆင်းရဲပြီးတော့ဟိုဟာဒုက္ခရောက်တော့ပျော်သလိုဖြစ်နေမှာပေါ့နော်ဒါမဲ့လည်းရိုးသားတော့ဝန်ခံရရင်ကိုဖွားလိုက်လို့လန့်သွားရင်ပျော်တယ်ဒီနေ့ဒီချိန်ကြီးကိုစားလိုက်လို့သူများလန့်ပြီးငိုရင်ပျော်တာဆိုတော့လေဒါမဲ့လည်းတက်နိုင်တယ်တော့ရှော့ပါတယ်မကောင်းဘူးလေတကယ်မဟုတ်လားဟုတ်အခုတော့ရွယ်တစ်ခုရောက်လာတဲ့အချိန်မှာတော်တော်တော့ short ပြနေပါပြီ short ပြနေပါပြီဒါတော့မှအခုချိန်မွေးရုံနဲ့စလို့ငိုတဲ့သူတွေပျော်တော့ကြိတ်ပျော်တော့ဆိုတော့ ိစိတ်ကလေးတော့ကျွန်တော်စူးစမ်းပြီးပြင်ပါမယ်ဟုတ်ဟိုးလေးလုံးပါဟဲ့ဘယ်နဲ့တော့ဟိုးလေးလုံးပါဟဲ့ဒီဟိုးလေးလုံးပါဟဲ့ကောမလေးလေးဟိုဟာဗောနော်ဟိုဟာစီဇန်1ကိုကျွန်တော်ကြည့်ဘူးတဲ့ချိန်မှာဒီဟာဒီကောင်တော်တော်မိုက်ပါလားဗောနော်ကျွန်တော်တို့တွေကအမြဲတမ်းဒီလိုမျိုးအပွက်တက်ပြီဆိုတော့ကျွန်တော်တို့ဒီမှာသဘင်းလေးလှုပ်လာပြီဒါတွေဘာညာ shining wine တွေလှုပ်လာပြီအဲ့ဒါကြောင့်တော့အဲ့လိုမလိုဘူးအာဒါပဲကျွန်တော်တို့ရဲ့ကျွန်တော်ကခလေးဘွားတဲ့ကလည်းအရန်ဆော့ပြီးကမြင်ညော့ထားတဲ့သူဆိုတော့ဒါနဲ့ကျွန်တော်နဲ့လုံးဝကမစီမိမယ်လို့ထင်တယ် တော့ကျွန်တော်လည်းပါဝင်ဆော့မဲ့သူတွေကလည်းအကုန်လုံးကတကယ်ဖိုက်တာကြီးတွေဇိုးကြီးတွေဆိုတော့ကျွန်တော်တို့အားလုံးကျုံးပါကျုံးပါကျွန်တော်ရက်နေတော့ကိုကျုံးမှုတော်တော်အားမွေးတာတယ်ဒီအပိုင်းအိတ်တယ်စားတယ်အခုပွဲတက်ပြီးကျွန်တော်ဘာလုံးမှမရှိဘူးဒီပွဲတက်ရဲ့ရှေ့မှာလည်းဘာလုံးမှမရှိဘူးတေချောင်းအားမွေးတာအဲ့ဒါတော့ကိုကျွန်တော်ဖြင်းပြီဟာကျွန်တော်ကတော့ဗလားမရှိဘူးဒါပေမဲ့ဈာရှိတယ်လေစောင့်ကြည့်လိုက်ပေါ့အဲစိတ်ခေါ်လိုက်ပေါ့အာဒါပဲမနေ့ကတော့ဘာမှမလုပ်ဘူးအိတ်မှာအိတ်တရှိတရက်တင်ပါတော့ဇလန်တွဲရဲ့ရုပ်ရှင်ကြီး အဲစီဇန်1မှာကြည့်လိုက်တော့ဂိမ်းတော်တော်များများကျွန်တော်စော့နိုင်မယ်လို့ထင်တယ်ဒါစီဇန်2မှာကျတော့ဂိမ်းတွေကိုကြုံမပြောဘူးစီဇန်1မှာလည်းသူတို့ကကြုံမပြောခဲ့ဘူးဆိုတော့လေအဲကြုံမပြောတဲ့ဂိမ်းတွေကိုကျွန်တော်ရင်ခုန်တယ်ကြိုသိပြင်ဒါအကုန်လုံးကကြိုတင်ပြင်ဆင်နေမှာအဲ့ဒါတွေအတူရောက်နေဖြစ်နေလေအဲ့တော့ကျွန်တော်တို့ကလုံးဝအစ်စ်မန်တွေပဲကြုံမှာဆိုတော့ဘယ်ဂိမ်းဖြစ်ဖြစ်ကျွန်တော်တို့ဆွဲမှာပဲ၁၂ရောက်တောင်ရှိတယ်သူက၃ရောက်တစ်ဖွဲ့ဆိုတော့ကျင်းနေတယ်၉ရောက်ကတော့၉ရန်သူဖြစ်မှာပဲဆိုတော့ ကိုယောက်ကြီးအောင်ကြတော့လဲလေဟိုဘလူဘလူဖြစ်မလဲဆိုတော့မသိသေးဘူးကျွန်တော်တို့ဂျိုက်ကိုကြီးလောက်တဲ့ချိန်ကျမှသိရမှာအဲ့ကျမှဖုန်းလမ်းဆက်လိုက်မယ်ကျွန်တော်ရန်သူတွေကဘယ်သူဆိုတော့ပြောပြမယ်ဝါဟာဟာဟာနေတယ်ကျွန်တော်တို့မမှန်ကန်ရဆော့တယ်မမှန်ကန်ရဆော့လို့ရှုံးလာတာများရင်တော့စူးစားပြီးညစ်တယ်ငငယ်ဇဲကုန်တွေပါတောက်တယ်လေဇဲကုန်တွေပါတောက်လာတယ်ရှုံးလာပြီးရှုံးဝဲများလာပြီးဆိုလို့ရှိရင်ဇဲစီခိုးတယ်ချင်းတော့ အနေနဲ့ပါနည်းနည်းလောက်ဟူးတယ်အဲ့ဒါလေးပေါ့အဲ့လောက်ပေါ့အဲ့လောက်တော့ပပလေးရှိပါတယ်ဒါအမှန်တိုင်းဟောဒါတော့ဟိုကင်မရာနဲ့ရိုက်နေမှာဆိုတော့ကိုယ်အချင်းရုပ်တဲ့စိတ်ကိုတော့ဘေးဖယ်ထားပြီးတော့အမှန်ကန်ပဲဆော့မှာပါအချင်းရုပ်ချင်းလည်းမျိုးချအောင်ပါပဲလေကင်မရာရှိတယ်ဆိုတော့အဲ့လိုမျိုးဟုတ် Chicken Eye ပြည်သူကြီးအားလုံးပဲမင်္ဂလာပါအခုသတင်းကြိုးအချိန်ခါမှာမနေ့ကကျွန်တော်အပြင်ခဏထွက်ဖြစ်တဲ့အချိန်မှာလမ်းမပေါ်မှာလူတွေအများကြီးပဲပျော်နေကြတယ်ပျော်နေကြတွေ့ရတဲ့အကြောင်းမို့လို့ဝမ်းသာပါတယ်ခင်ဗျာအဲအကုန်လုံး အဲတတင်းကျော့မှာနှစ်စိတ်စိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံပါလေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော်စကားပြောတဲ့မှာအမဘာဝိုင်းလည်းခွင့်လို့ပါအားလုံး happy တတင်းကျော့ပါခင်ဗျာ